ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမရေကြည့်ပါဦးမြို့ရဲသူတွေရဲ့အဝတ်အစားပုံစံတွေကအရင်လာတာပဲနော်မြို့ပေါ်ကနေရာတွေလည်းအရင်လာတယ်မြို့ပေါ်သွားလဲချင်တယ်မြို့ပေါ်အဝတ်အစားတွေလည်းဝတ်ချင်တယ်နေရာမြို့ပေါ်သွားပြီးဘာလို့မလုပ်လဲအမရေ မြို့ပေါ်သွားပြီးចောင်းတော့တက်မှန်လေမြို့ပေါ်မှာចောင်းတက်ပွဲရရင်လည်းလဆာကောင်းမှန်လေငါတို့မြို့ပေါ်သွားပြီးចောင်းတက်ဖို့အမေနဲ့ဖေကိုပြောရမယ်တမီးလေးယောက်ကလည်းသူ့အမေနဲ့ဖေစီကိုလာပါတယ်သူတို့ကမြို့ပေါ်မှာចောင်းတက်ဖို့အကြောင်းကိုပြောပါတော့တယ်တမီးရဲ့ငါတို့ကစင်းရဲတယ်လေနင်တို့လေးယောက်ကိုဘလို့မြို့ပေါ်မှာចောင်းထားမလဲဟုတ်တယ်တမီးရဲ့ငါတို့ကတော့နင်တို့ကိုចောင်းထားပေးခြင်းနဲ့မြို့ပေါ်မှာထားရင်နင်တို့လည်းအဆင်ပြေပြီးတေချာလို့လုပ်လို့ရတယ်အခုကြတော့စင်းရဲတော့ဘလို့လုပ်မလဲ ငါတို့အခြေအနေတွေကလည်းမကောင်းပါဘူး။ဒါဆိုတမီးတို့ကဘယ်တော့မှမြို့မသွားရတော့ဘူးလား။ဆွဆွနဲ့တူတူတို့ညီမအကြီးနှစ်ယောက်ဟာလည်းသူညီမတွေစိတ်မကောင်းဖြစ်တာကိုကြည့်ပြီးသူ့အမေနဲ့အဖေကိုပြောခဲ့ပါတယ်။အမေနဲ့အဖေသဘောတူရင်တမီးတို့လည်းအလလုတ်ချင်တယ်။တမီးနှစ်ယောက်အလလုတ်မှငွေနှစ်ယောက်ကိုမြို့ပေါ်မှာကြောင်းထားမယ်။သူတို့နှစ်ယောက်မြို့ပေါ်မှာကြောင်းတိုက်ရင်တမီးတို့အိမ်အခြေအနေတွေလည်းပြောင်းလဲလာမယ်လေ။တမီးနှစ်ယောက်ကလည်းအရင်အလလုတ်ချင်တာနဲ့အဖေနဲ့အမေကလည်းခွင့်ပြုလိုက်ပါတော့တယ်။ တဲ့သူနဲ့ဆုစုဟာလေအရင်ရက်တွေမှာတော့အုတ်တွေတဲတွေတဲတဲ့အလုပ်ကိုလုပ်ကိုင်ပါတယ်ဒီလိုနဲ့ပဲရက်တွေကြာသွားပြီးသူတို့ဟာပစံတွေစုပြီးတော့ကိုပိုင်ဝက်ဆောင်တွေချုပ်တဲ့ဒီဇိုင်နာဆိုင်ကိုဖွင့်ပါတော့တယ်ဒီလိုနဲ့ပဲပစံတွေစုရင်ကျောင်းစီရာသွားပါတော့တယ်ညီမလေးတွေကျောင်းတက်ဖို့တော့ကျောင်းစီရပြီသူတို့ကလည်းပစံတွေစုပြီးနောက်ဆုံးမှာတော့သူညီမနှစ်ယောက်ကိုမြို့ကိုလွှတ်လိုက်ပါတော့တယ်ငါတို့နောက်ဆုံးတော့မြို့ပေါ်ရောက်လာပြီနော်ငါတို့ကတော့မြို့ပေါ်ရောက်လာပြီ မြို့ပေါ်ကတိုက်တွေကြည့်ပြီးတော့နည်းနည်းတော့ကြောက်နေတယ်လို့ပဲနင်းကလည်းဟာဘာကြောက်နေလဲငါတို့နှစ်ယောက်အတူတူလာတာပဲလေနှစ်ယောက်အတူတူရှိတော့ဘာကြောက်เสียလို့လဲနင်းကတယောက်တည်းမှမဟုတ်တာဒီလိုနဲ့ပဲစွတ်စွတ်နဲ့ရည်ယူကတော့ကောလိပ်တက်ဖို့စီးရင်သွင်းလိုက်ကြပြီးပြီးတော့အဆောင်တတိလေးတစ်ခုကိုလည်းနှားလိုက်ပါတော့တယ်ဆူဆူနဲ့ယူယူတို့ညီမနှစ်ယောက်ဟာနေတိုင်းသူတို့အဆောင်ကနေကောလိကိုလမ်းလျှောက်ပြီးပဲသွားကြပါတယ်။ကောလိရောက်ပြီးတခြားသူတွေဟာအဝင်စားအလှလေးတွေဝတ်ထားပြီ ညီမနှစ်ယောက်ကတော့သူတို့အဝတ်စားတွေမှတ်လာတာကြောင့်ရှက်နေပါတော့တယ်။ငါတို့အဝတ်စားတွေကလည်းတောရဆန်းလိုက်တာ။ဒီလိုအဝတ်တွေဝတ်ပြီးရှက်လိုက်တာ။ဟုတ်တယ်နင်ပြောတာမှန်တယ်။ငါတို့ကဒီလိုအဝတ်စားတွေဝတ်ထားတော့ကောလရကောင်မလေးတွေဝမ်းကြည့်နေကြတာ။ငါတို့ကတော့ဒီလိုပဲဘယ်တက်နိုင်ပါမလဲ။ငါနေ့အကြံကိုပြောပြမယ်ဟာ။ငါတို့အမတွေစီကပတ်စံတားမယ်။ပတ်စံရရင်အဝတ်စားတွေဝယ်မယ်ဘလို့လဲ။ဆန်ဆန်နဲ့ယူယူတို့ညီမနှစ်ယောက်ကလည်းသူတို့စီဖုန်းဆက်ပြီးတော့ပတ်စံတွေတောင်းပါလေ တူတူနဲ့ဆွဆူကတော့သူတို့ညီမတွေကိုကြောင်းထားဖို့တနေ့ကောင်အလုပ်ကျူးစားလုပ်ကိုင်းပါလေ။ဆန်ဆန်နဲ့ရီယူဟာသူ့အမရီစီကပတ်စံလိန်ကြောင်းပါတော့တယ်။သူတို့ကလည်းပတ်စံပေးလိုက်ရတာကြောင့်သူတို့အင်းအချင်းတွေလည်းကြက်တဲလာခဲ့ပါတယ်။ညီမနှစ်ယောက်ဟာလည်းကိုလေးကိုသပင်းပုံတွေပြောင်းအဝိစားတွေပြောင်းပြီးတက်လာပပလေးသွားကြပါတော့တယ်။ဒီလိုနဲ့ပဲအချင်းတွေကြာသွားပြီးညီမနှစ်ယောက်ကလည်းကြောင်းပြီးလို့ဘွေးရသွားပါတော့တယ်။ညီမနှစ်ယောက်ဟာကောင်းတဲ့နေရာမှာလေးအလုပ်ရသွားပါတော့တယ်။ ီလိုနဲ့တလအကြမှာတော့ဒီနေ့တော့ငါတို့လစာရပြီပထမလစာဆိုတော့ငါတို့အပြက်ကဲမယ်စားမယ်တောက်မယ်ဦးစားရဲ့ဝတ်မယ်လေဟာအဖေကလည်းအဲ့လိုနေရမယ်လို့ပြောတယ်လေအာပတ်စက်နေငါတို့ကအိမ်နဲ့ပို့ရမှာလေငါတို့ကတော့အိမ်ုံရှိသလောက်ပဲပြီးမယ်ငါတို့ကမြို့မှာနေရတာလေဟာပတ်စက်တွေကပိုကုန်နေသူတို့ပေးစရာမလိုပါဘူးဆန်ဆန်နဲ့ရင်းယူပါလေရှိသလောက်ပတ်စက်ကိုပဲအိမ်ကိုပို့ပေးပါလေအိမ်ကလူတွေဟာလည်းသူတို့ပို့တဲ့ပတ်စက်လေးနဲ့ပဲအရန်ပြုံနေပါလေ ဆန်ဆန်နဲ့ရင်ယူဟာလတိုင်းအင်ကိုပတ်စံနေနေပဲပို့ပါလေသူတို့လာဇာရီဟာတဝက်ကျော်ကသူတို့ရဲ့ဝတ်စားဝယ်ရာနေပဲကုံဆုံးသွားတတ်ပါလေသူတို့နှစ်ယောက်ဟာလာဇာကောင်းလေးအင်ကိုရူပီ1000လောက်ပဲပူပေးပါလေသူတို့နဲ့ဆဆူဟာအလုတ်တွေအရန်လောက်ရပြီးဒေါနီကလည်းအသက်ကြီးလာတာနဲ့အမျှကျမ်းမာရေးမကောင်းမဖြစ်လာခဲ့ပါလေဒီလလည်းညီမတို့ရာပတ်စံ1000ပဲပို့ရလားသူတို့ကလည်းမြို့ပေါ်မှာအလုံးမဖြစ်ဘူးထက်နေ။အမေကလည်းနေမကောင်းဖြစ်လာပြီ။အမေကိုမြို့ဝဆရာဝန်ကောင်းနဲ့ပြမပေးရမယ်။ မြမတွေကိုဖုန်းဆက်ရမယ်။သူတို့ကလည်းဖုန်းဆက်တဲ့အခါမှာဆန်ဆန်နဲ့ယူယူကတော့အဆင်မပြေကြောင်းပြောပြီးညှင်းလိုက်ပါတော့တယ်။သူတို့နဲ့ဆူဆူကတော့တနေ့ကောင်အလုပ်ကျူးစားလုပ်ပါတယ်။ငါတို့ကတော့တနေ့ကောင်အလုပ်ကျူးစားရတယ်။မြို့ကမြမတွေကလည်းဘာမှမလုပ်ပေးဘူး။သူတို့ကြောင်းထားဖို့တလောက်လှုပ်လှုပ်တာ။အခုကျတော့သူတို့ကပြောင်းလဲနေပြီ။ငါတို့အလုပ်ကလည်းတိတ်မဖြစ်တော့ဘူးလေ။သူတို့နဲ့ဆူဆူကလည်းအလုပ်တွေအရင်ကြိုးစားပြီးနေရာကမှအဝိစားတွေကိုလိုက်ရောက်မာတော့တယ်။ တဖြည်းဖြည်းနဲ့ပစံတွေစုပြီးသူ့မိကိုစီးရုံကောင်းတစ်ခုမှစီးကုသပေးလိုက်ပါတော့တယ်။ဒီလိုနေပြီးတည့်ရမှာတော့သမီးရဲ့ငါအချင်းကြီးကစီးဝါးတွေနဲ့မရတော့ထနေ။ငါ့ကိုအေးလုံနေမဲ့အစားနင်တို့ကိုကိုကိုအေးလုံပါ။အမေပါရီပြောနေရလဲ။အမေအဲ့လိုမပြောပါနဲ့။ငါတော့လေမသေးခင်မှာနင်တို့လေးယောက်ကိုမင်္ဂလာဆောင်တာမြင်ချင်တယ်။နင်တို့မင်္ဂလာဆောင်ပြီးအိမ်ကောင်းရောက်တာငါမြင်ချင်တယ်။နင်တို့လေးယောက်ပြောနေတာပဲငါကြည့်ချင်တာ။ တမီးတို့ပျော်ရွှင်မှုကအမေနဲ့စတာလေသူတို့ကလည်းသူ့အမေအချင်းတွေကိုကြည့်ပြီးစန်စန်နဲ့ယူယူကိုမြို့ကနေဖုန်းဆက်ခေါ်လိုက်ပါတယ်စန်စန်နဲ့ယူယူကလည်းရောက်လာတဲ့အခါမှာသူတို့နှစ်ယောက်ကသပင်တွေလှုပ်ထားပြီးခေဆန်နဲ့ဝတ်စားတွေကိုဝတ်ထားကြပါတယ်အင်းကလူတွေအားလုံးကကြည့်ပြီးတော့အံ့ဩနေကြပါတော့တယ်နင်တို့ကဘလို့ဝတ်စားတွေဝတ်ထားလဲနင်တို့ပါတွေလုံနေရလဲအမေရဲ့စကားတွေအရင်မပြောပါနဲ့အမေစိတ်ကိုလျှော့အမေနောက်ထပ်နေမကောင်းဖြစ်လိမ့်မယ် အမေကပဲသမီးတို့မြို့လွတ်ထားတာမလားမြို့မှာလည်းသမီးတို့ရွာလို့ပဲအဝတ်စားတွေဝတ်လို့ရပါမလားမင်းတို့နှစ်ယောက်အဝတ်စားကြအောင်ငါတော်တော်ရှက်တယ်သူ့ဖေဟာဒီလိုပြောပြီးထွက်သွားပါတော့တယ်ဒေါနီကလည်းသမီးနှစ်ယောက်ကို သူဖြစ်ချင်တာကိုပြောပြပါတယ်ပါအမေသမီးတို့ကမင်းကမဆောင်နိုင်ပါဘူးကြွားကောင်းလေးတွေဆိုလုံးဝမဆောင် ကောင်းတယ်လေငါတို့အကြီးနှစ်ယောက်ဆောင်လိုက်မယ်နင်တို့နှစ်ယောက်ကအိမ်မှာနေပြီးအမေနဲ့အဖေကိုပြုစုပေး ညီမနှစ်ယောက်လည်းအဲ့တော့ကိုလုံးဝသဘောမတူကြပါဘူးအချိန်တော်ကြာသူသူတို့ဟာညီမတွေကိုပြောဆိုရှင်းပြပြီးနောက်ဆုံးမှာတော့ဆန်ဆန်တို့ဟာမြို့ပေါ်ကကောင်းလေးတွေနဲ့မင်္ဂလာဆောင်ဖို့သဘောတူသွားပါတော့တယ်ကောင်းပြီလေနင်တို့ကလည်းမြို့ပေါ်ကကောင်းလေးတွေနဲ့ယူမယ်ဆိုတော့ငါသမီးအကြီးညောင်လည်းမြို့ဝကောင်းလေးတွေနဲ့ပဲပေးစားမယ်ဒီလိုနဲ့ပဲဒေါနီဟာကောင်းလေးတွေရှာနေပြီးတည့်ရမှာတော့မြို့ပေါ်ကဒေါနာကသူ့သားလေးယောက်အတွက်ညီမလေးယောက်ကိုသဘောတူလိုက်ပါတော့တယ် ညီမလေးယောက်ကလည်းမင်္ဂလာဆောင်ပြီးတိမ်လေးကိုရောက်သွားကြပါတယ်။ဒေါနီကလည်းသမီးလေးယောက်ကိုမင်္ဂလာဆောင်ပေးပြီးအရန်ပျော်ရွှင်တာကြောင့်တရက်ထက်တရက်သူ့ကျမ်းမာရေးလေးကောင်းလာခဲ့ပါတယ်။အချင်းနှစ်ယောက်ကတော့ရန်ပျော်နေပြီးညီမငယ်နှစ်ယောက်ကတော့မင်္ဂလာဆောင်ရတာနဲ့စိတ်တူနေပါတယ်။အမေကလည်းငါတို့မင်္ဂလာဆောင်လိုက်တာနဲ့နေကောင်းသွားပြီးမဆောင်ခင်ကတည်းကလည်းပြောတယ်ဘာမှမဖြစ်ဘူး။အဲ့တုန်းကတော့သေတော့မှကြာနေပါပဲ။ဆန်းဆန်းနေအမေကိုအဲ့လိုပြောနေမှရှက်ဘူးလားယင်။ အမလည်းတော်လိုက်တော့ဒါတွင်အလုံးကအမကြောင့်ဖြစ်နေတာညီမလေးယောက်ဟာလေတယောက်ကိုတယောက်ပြောဆိုနေပြီးဒေါ်လာအင်းကလူတွေကတော့ဂျာရီကိုမသိပါဘူးဒေါ်လာကလည်းချွေးမာရီနောက်ကိုလာခဲ့ပါတယ်ချွေးမာတို့ရေဘာလုပ်နေရလဲနင်တို့လေးယောက်ကပထမရက်အတွက်ထမင်းချက်ပြီးပြီမနေ့ဖြန်နင်တို့ဧည့်သည်တွေကလာကြည့်ကြမှာချွေးမာကြီးနင်တို့တွေကမြို့ပေါ်မှာယောက်ျားရတာလေအဲ့လိုတွေစားရချုံမင်းနေစရာမလိုပါဘူးငါမနေ့ဖြန်နင်တို့အတွက်စားရအစ်စ်မှာပေးမယ် နင်တော့ဒီအိမ်ကချွေးမတွေဆိုတော့ဒီလိုတွေမဝတ်နဲ့တော့အမေဒီအဝတ်စားတွေကသမီးတို့အမေပေးထားတာသမီးတို့အမေပေးထားတာကိုမဝတ်ပဲမနေချင်ဘူးချွေးမရဲ့နင်တို့အမေပေးထားတာတော့ဟုတ်ပါပြီဒါပေမဲ့ဒီလိုချမ်းသာတဲ့အိမ်နဲ့နင်တို့အဝတ်စားတွေနဲ့ကမလိုက်ဖက်ဘူးလေနင့်ညီမနှစ်ယောက်လည်းအဝတ်စားပုံစံပြောင်းထားတာပဲနောက်ရက်ကစပြီးတော့ဒီလိုတွေမဝတ်နဲ့နော်ညီမအကြီးနှစ်ယောက်ကတော့သူ့အမေပေးတာမဝတ်ရတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်နောက်ဆိုရင်ပွဲရှိတာကြောင့် ညီမငယ်နှစ်ယောက်ဖြစ်တဲ့ဆန်ဆန်နဲ့ရီရီကတော့သူတို့ယောက်ျားတွေခေါ်ပြီးအဝိစားတွေလက်ဝယ်ရတနာတွေဝယ်ဖို့တွားကြပါတော့တယ်။ရီရီနင်မနဲ့ကလေးကနေဆိုင်ကားဆိုင်ခိုးသွားပြီးတော့ပြီ။နင်းအကြိုက်ကိုတခုမှမတွေ့သေးဘူး။နင်းအကြိုက်ကဘာလဲ။ငါဘာဝယ်ပေးရမလဲမသိတော့ဘူး။ငါတော့ရွာမှာမွေးလာတာဆိုပေမဲ့မြို့ပေါ်မှာနေပူးတယ်။ဘလို့အဝိစားဝယ်ရလဲသိတယ်။ငါတော့ကြိုက်တာပဲမှားမှာနော်။ဒီကလေးဝေစားအကြိုက်မတွေ့ဘဲတစ်ဖက်မှာလေဆန်ဆန်ကဒီလိုပဲဖြစ်နေခဲ့ပါတယ်။ ယောက်ျားရင်သူတို့လှတဲ့ဒီဇိုင်းဈေးကြီးတာလေးပြခိုင်းမလားငါတို့ကဈေးကြီးတာတွေဝယ်ချင်တာလေဆန်းဆန်းကြီးဒီဟာဝယ်စားတွေအကုန်ဈေးကြီးတယ်ဘယ်ရောက်မစိုးတသိန်းအောင်ကိုမရှိဘူးကြိုက်တာပဲလေညီမနှစ်ယောက်ကလည်းတနေကုန်သူတို့ယောက်ျားတွေကိုပတ်ခိုင်းပြီးနောက်ဆုံးမှာတော့အလုံးဝယ်လို့ပြီးသွားပါတော့တယ်သူတို့တွေဟာဈေးကြီးတဲ့ဒီဇိုင်းနာဝယ်စားတွေစိန်လက်ဝယ်ရတနာတွေဖက်နှက်တွေအလုံးကိုဝယ်ထားပါတယ်ညီကိုနှစ်ယောက်ကလည်းသူတို့ကြောင့်ပတ်စံတွေအများကြီးကုန်သွားပါတော့တယ် တစ်ဖက်မှာတော့သူသူတို့ကတော့သူ့အမိပေးတဲ့ဝတ်စားတွေကိုတိချာချုပ်နေပါတော့တယ်။အမကလည်းမြို့ပေါ်မှာသာယောက်ျားရတာအမြဲတမ်းအစ်စ်နဲ့မရှိပဲနေမလား။နေငါနဲ့ဘလို့စကားတွေပြောနေရလဲ။ငါနေ့ရအမကြီးလေ။အမဆိုရင်ဘာဖြစ်လို့လဲ။ခုကြတော့လင်ညီမတွေပဲလေ။အမတို့လှုပ်ထားတာဘယ်တော့မှမမေ့ဘူး။မိမနှစ်ယောက်ကလည်းပြောဆိုပြီးတော့ထွက်သွားလိုက်ပါတော့တယ်။ဆူဆူကလည်းထိုင်နေရင်းနဲ့မျက်ရည်တွေဝဲလာပြီးငိုနေပါတော့တယ်။တေတူကလည်းအိမ်သားကလာနေရင် စွစုမုန်နေတာကိုတွေ့သွားပါတော့တယ်။စွစုစီလာပြီးတော့မေးလိုက်ပါတယ်။စွစုရေနင်ဘာလို့ငိုနေရလဲ။ဘာဖြစ်တာလဲ။စွစုကတူတူကိုအကြောင်းစုံပြောပါတယ်။တူတူကလည်းစွစုကိုဖြစ်သိမ့်ပေးပြီးဖတ်ထားလိုက်ပါတယ်။အဲ့နောက်မှာစွစုဟာစိတ်ထင်းပြီးနောက်တစ်ခါသူ့ဝတ်စုံတွေကိုချုပ်နေပါတယ်။တူတူကလည်းသူ့ဝတ်စုံသူချုပ်ပါတယ်။သူမေးပေးတာရေစာရီကိုဖြတ်ကာခေါင်းဝင်အလှလေးကိုချုပ်နေပါတယ်။ခေါင်းဝင်ချုပ်ပြီးလက်မှာပန်းတွေကိုအလှဆင်နေခဲ့ပါတယ်။ န်းတွေဆင်းပြီးတော့ရွှေနားတွေလည်းကပ်နေကြပါတယ်။ငါတို့ကာဝန်လေးကတော့အရန်လာနေပြီးအမေစာရီနဲ့တလောက်လာတဲ့ကာဝန်ရမယ်လို့တောင်မထင်ဘူး။ငါတို့ရောက်ခမလည်းကြိုက်မှာပါ။တူတူဟာသူ့ဝတ်စုံကိုတည်တည်ချာချာအလှဆင်ထားပြီးပထမဆုံးခေါင်းဝင်ဝတ်မှာဖြစ်ပါတယ်။စစ်စစ်ကလည်းသူ့ခေါင်းဝင်လေးကိုပလဲအနားလေးတွေတတ်ထားပါတယ်။ဒီလိုနဲ့ပဲနှစ်ယောက်သားဝတ်စုံတွေဟာအရင်ကိုလှပနေရောတယ်။သူတို့ကဝတ်စုံတွေချုပ်နေရင်နှစ်ရက်ကြာသွားပြီး နောက်ဆုံးမှာတော့ပွဲရက်ကူရောက်လာခဲ့ပါတယ်။ဧည့်သည်တွေအားလုံးလည်းရောက်နေကြပါတယ်။တော်လာလည်းသူ့အိမ်ကိုအလားဆင်ထားလိုက်တာ။ဆင်မာပဲလေ။ချွေးမလေးယောက်အတွက်ပွဲလုံးနေရလေ။ငါတော့လေးယောက်လုံးကညီမအရင်တွေလို့ပြောတာကြားဖို့တာပဲ။နှစ်ယောက်ကတော့မြို့ကနှစ်ယောက်ကရွာဆိုဘလို့ညီမတွေလဲ။ဧည့်သည်တွေဟာအချင်းချင်းစကားတွေပြောနေကြပြီးနောက်ဆုံးမှာတော့ညီမနှစ်ယောက်ကလည်းအောက်ကိုဆင်းလာကြပါတယ်။နှစ်ယောက်လုံးကခင်မီဒီဇိုင်းနာကောင်းဝင်ဝတ်ထားပြီး ဒေါဖနတ်တွေစင်ပေရက်တွေအပြည့်အစင်မြန်းထားခဲ့ပါတယ်။ညီမနှစ်ယောက်ကဝစ်စားတွေဝစ်ထားပေမဲ့ခေါင်းမာတော့ဘာမှမချုံထားပါဘူး။ဒါကဘလို့ချွေးမာတွေလဲ။ကောင်းလည်းမချုံထားဘူး။သူတို့လာကြည့်တာအစရေမြင်နေရတယ်။ပါကြည့်ရမှာလဲ။သူတို့ကခေါင်းမဲမချုံထားတာမဟုတ်ဘူးဟဲ့။ခါးရိပ်ပိုက်တွေအကုန်ပေါ်နေတယ်။ခဏကြာမှဒေါလာကထွက်လာတဲ့အခါချွေးမာတွေဝစ်စားကိုကြည့်ပြီးအရန်ရှက်သွားပါတော့တယ်။နင်တို့ယောက်ပါတွေဝတ်ထားရလဲ။နင်တို့ခေါင်းကဘာလို့မချုံရလဲ။ အမေကသမီးတို့ဒီလိုဝတ်တာပဲကြိုက်တာဆိုအခုကျတော့ဘာလို့ပြောနေရလဲအရင်နေ့တွေထက်ခစ်ဆန်ဝတ်လိုက်တာသမီးတို့စိတ်တွေကပြောင်းလဲနေရပဲအမေရဲ့ဒီလိုလဲသမီးတို့လာကြည့်ကြတာလေသမီးတို့ကဘာဖြစ်လို့မျက်နှာဖုံးကွယ်နေရမှာလဲအိမ်လာတဲ့အေးတွေတွေဟာလေအားလုံးဝိုင်းရေကြပါတယ်ဒေါ်လာကလည်းအရင်ရှက်သွားပါတော့တယ်နင်တို့နှစ်ယောက်ကလည်းအဝတ်စားလည်းမဝတ်တတ်ဘူးပြီးတော့တလေထုံးဆောင်လည်းဘာမှမသိဘူးနင်တို့ကြောင့်ကတော့အယောင်တိတ်ခါကြာနေပြီ ဒီလိုနဲ့ပဲခဏကြာမှတော့ချင်းမနှစ်ယောက်ကလည်းသူတို့ချုပ်ထားတဲ့ခေါင်းဝင်တွေဝစ်ပြီးဆင်းလာကြပါတယ်။တူတူခေါင်းဝင်ဟာလည်းရွှေနှားတွေကြောက်တွင်းနဲ့ရမ်းလာနေပြီးစုစုခေါင်းဝင်ကလည်းပလင်းလေးတွေတက်ထားကောင်ခေါင်းဝင်ဟာလည်းစိတ်နှွေလိုလက်နေပါတယ်။သူတို့ကအောက်ရောက်တန်းနဲ့ဒေါနာကိုအရင်ကတော့ပါတော့တယ်။ပြီးတော့သူတို့ဟာစာရီကိုခြုံထားကြပါတယ်။ချင်းမတို့ရေရပါပြီ။နင်တို့ကလည်းအရင်ချစ်စရာကောင်းနေပါလား။ ။အဲ့နောက်မှာချွေးမတွေကလည်းအိမ်လာတဲ့ဧည့်သည်တွေကိုကတော့လိုက်ပါတယ်။သမီးတို့ရဲ့ရပါပြီ။ငါတို့ချစ်တော်မကင်ပါနဲ့။ချွေးမကြီးနှစ်ယောက်ကြောင့်ဒေါလာတိတ်ခါအချခံရတာတွေလည်းနည်းနည်းယောသွားပါတော့တယ်။ဧည့်သည်တွေအားလုံးကလည်းအချိန်တော်တော်ကြာသူတို့နှစ်ယောက်ကိုချီးကျူးနေကြပါတယ်။ချွေးမရဲ့ငါတော့နင်တို့နင်တို့အမေစာတွေပဲဝတ်မထည့်နေတာ။နင်တို့ဝတ်စုံတွေကလည်းလှလိုက်တာ။ဘယ်ကနေဝဲလာလဲ။အမေဒီဝတ်စုံကဝယ်ထားတာမဟုတ်ဘူး။ မီးအမေပေးထားတဲ့စာရီပဲဖျက်ချုပ်ထားတာသမီးတို့ချုပ်နေတာနှစ်ရက်ရှိပြီပင်လန်းပင်မန်းနဲ့ဒါပေမဲ့အကျိုးရှိပါတယ်ဟုတ်တယ်မေသမီးတို့ကအိမ်မာတုန်းကလည်းဝတ်စားချုပ်တယ်အိုးစားချုပ်ပြီးပဲအိမ်စရိတ်ရှာတာစန်စန်နဲ့ယွယွလည်းသမီးတို့ပဲကြောင်းထားပေးတာငါတားမှတ်ပါတယ်ချွေးမရဲ့နင်တို့ကတလောက်တော်တာငါအမြဲတမ်းပြောဆိုနေတာငါနင်တို့နားမလည်ခဲ့ဘူးဒေါ်လာဟာချွေးမနှစ်ယောက်အတွက်ခေါင်းချုံဖို့ပွားပွားယူပေးလိုက်ပါတယ် ချွေးမ၄ယောက်လုံးကို လူတွေဟာကြည့်ပြီးလက်ဆောင်တွေလေးပေးကြပါတော့တယ်။သူတို့၄ယောက်ကလည်းညီမတွေသာပြောတာတနည်းအားမှမတူ။ဟုတ်တယ်။ညီမ၄ယောက်ကလည်း၂ယောက်ကတော့ရင်ကျေးတိမ်မွေ့တယ်။၂ယောက်ကတော့ဘလို့စကားပြောရလဲတော့မသိဘူး။ဟုတ်ပါဟဲ့။ဘယ်နေရာမှမတူ။သူတို့ညီမတွေဆိုတာမှားနေတာထင်နေ။ငါတော့မယုံဟဲ့။အဲ့ဒီရီစကားကြပြီးချွေးမလေးယောက်ကလည်းစိတ်မကောင်းဖြစ်နေကြပါတယ်ခဏအကြာမှာပွဲဆပ်ပြီးအဲ့ဒီရီလည်းလက်ဆောင်တွေပေးပြီးတော့ပြန်သွားပါတော့တယ် ဧသည်ရီပြန်သွားရင်နောက်မှာချွေးမဆန်ဆန်နဲ့ယွယွကြားလာနင်တို့ဧသည်ရီအားတော်မှာညီမအရင်တွေဆိုတာလက်မခံကြဘူးငါလည်းနင်တို့ကညီမအရင်ဆိုတာလက်မခံနိုင်ဘူးနော်အမေအဲ့လိုမပြောပါနဲ့ဆန်ဆန်နဲ့ယွယွကအငယ်တွေလည်းဖြစ်တယ်ပြီးတော့မြို့မှာကြောင်းတက်တာကြောင့်ဖြစ်နေတာပါအဲ့ဒါကြောင့်တလိထုံးဆန်နဲ့သိပ်နားမလဲဘူးယောက်ကမနဲ့ချွေးမတွေဟာစကားပြောနေတဲ့အခါမှာပဲယောက်ကတိရောက်လာခဲ့ပါတယ်။အငယ်တွေဆိုတာတော့မှန်နေ။အငယ်ပေမဲ့လည်းခလေးမဟုတ်ဘူးလေ သူတို့လည်းယောက်ျားရနေပြီပဲဒလီထုံးစံတွေကိုသိရမယ်လေဟုတ်တယ်အဖေပြောတာမှန်တယ်သူတို့ကလည်းတဖြည်းဖြည်းတက်လာမှာပါအဖေသူတို့ညောင်နောက်တစ်ခါဒီလိုမလုပ်စေရပါဘူးအဖေသမီးတို့လည်းကြီးဆက်ပေးပါမယ်တောင်းမှန်ပါရဲ့နော် နောက်မဖြစ်စေရဘူးလို့လည်းကတိပေးပါရယ်ဆန်ဆန်နဲ့ရင်ယူကလည်းသူ့အမတွေကိုပြောဆိုတာတောင်မှပဲသူ့အမတွေဟာသူတို့ဘက်ကပဲပြောပေးပါရယ်သူတို့ဟာအမနှစ်ယောက်ရဲ့အချစ်တွေကိုအခုမှမြင်ကြပါရယ်အငြင်းတဲ့အမနှစ်ယောက်ကိုပြောဆိုခဲ့တာကြောင့် နောင်တရနေခဲ့ပါတယ်။သူတို့နေဟောင်းအောင်မျက်ရည်ဝဲလာပြီးသူသူနဲ့ဆွစုကိုတောင်းပန်ကြပါတယ်။အမရေညီမတို့ကဘာတွေနဲ့တလောက်မာနာဖြစ်သွားလဲမသိဘူး။အမတို့အချက်တွေမမြင်မိဘူး။ဟုတ်တယ်မရေညီမလေးတို့လည်းတောင်းပန်ပါတယ်။အမညီမတို့နဲ့အဆက်အသွယ်မဖြတ်လိုက်ပါနဲ့။ဘာတွေပြောနေလဲယူနေလားဟဲ့။ငါတို့ကညီမအရင်တွေလေ။ညီတို့နဲ့အဆက်အသွယ်မဖြတ်ရအောင်လေ။ငါတို့ကအမြဲတမ်းအတူတူနေကြမယ်ဟုတ်ပြီလား။ညီမလေးယောက်ကလည်းတယောက်ကိုတယောက်ဖတ်လိုက်ပါတော့တယ်။ အဲ့နောက်မှာဆန်ဆန်နဲ့ရင်းယူဟာသူ့အိမ်ကလူတွေကိုတောင်းပန်ပါတယ်။အိမ်ကလူတွေဟာလည်းအခွင့်အရေးတခါပြီးပြီးခွင့်လွှတ်ပေးလိုက်ကြပါတယ်။အိမ်နေကစားပြီးညီမလေးယောက်လေးပျော်ပျော်ရွှင်ရွှင်နေသွားကြပြီးချစ်ချစ်ကင်းကင်းနဲ့ပဲနေထိုင်နေကြပါတယ်။ဒီလိုနဲ့ပဲတရကြတော့ညီမလေးယောက်ဟာလက်ဆောင်တွေယူပြီးသူ့မိအိမ်ကိုအလေသွားကြပါတော့တယ်။ဒုံနီဟာလည်းသမီးတွေကိုကားထဲကဆင်းလာကြည့်ပြီးတော့ပြုံနေပါတော့တယ်။အမေအတွက်ပါရီယူလာလဲကြည့်ပါဦး။လက်ဆောင်တွေရော စာရီတွေရောယူလာတယ်။ အဖေအတွက်ရောပဲအိုစားသက်တွေရှူလာတယ်။သမီးတို့ရေနင်တို့အားလုံးပျော်ကြရဲ့လား။ငါသမီးငယ်တွေကတော့ငါ့ကိုစိတ်ဆိုးမဲ့ထင်နေတာ။အမေရဲ့စိတ်ဆိုးတယ်ဆိုတာအယူတွေရဲ့အလုပ်ပါ။သမီးတို့အခုတော့နောင်တရသွားပြီအမေ။အမေအမချုပ်ထားတဲ့ကာဝန်လေးဝတ်လာတာလှရမလားယင်။အမေကသမီးတို့တအိမ်နဲ့ပေးစားတာအယမ်းမှန်တယ်။သမီးတို့အယမ်းပျော်တယ်။အမေသမီးကာဝန်လေးကိုကြည့်ပါဦး။ဆန်းဆန်းဟာလေးဒီလိုပြောပြီးသူ့ကာဝန်လေးကိုကမ်းပြီးတော့ကနေပါတော့တယ်။ ကောင်းဝင်ဟာတော့လေးပန်လေးလန်လုံးမှာကြောက်တွေပလဲတွေကိုထိုးထားပါတယ်။အရန်လာတွေဒီဇိုင်းလေးကိုချုပ်ထားပါတယ်။မေဒီဝတ်ဆောင်လေးကအမေပေးထားတဲ့စာရီနဲ့ချုပ်ထားတာလေ။အမေနေလို့ရကောင်းရဲ့လားရင်အခုတော့ကျမ်းမာရေးကောင်းလား။နေအမေကနင်တို့လေးယောက်ယောက်ျားရကလေးကနေကောင်းသွားပြီ။ရှင်ကလည်းတော့ပါရီပြောနေရလဲ။သမီးတွေရောမဟုတ်တာမပြောပါနဲ့။သမီးလေးယောက်လုံးလည်းရီမောနေကြပါလေ။သမီးတွေဟာသူ့အမေနေကောင်းသွားပြီဆိုတာကိုသိကြပါဗျ။ အမေသမီးတို့လေးယောက်ဝတ်ထားတဲ့ဝတ်စုံကဘသူဝတ်စုံပိုလှနေလဲငါသမီးလေးယောက်လုံးကအရင်ကို ချောကြတယ်ဘသူဘာပဲဝတ်ဖို့အကုန်လှတယ်ဘသူဘာပဲဖြစ်ဖြစ်ပါသမီးဝတ်စုံကအလှဆုံးပဲဆန်းဆန်းလေးဒီလိုပြောပြီးသူ့ခေါင်းဝင်းကိုကန်ပြီးလှည့်နေပါတယ်သူကပက်လေးပက်နေတာကြောင့်သူ့ခေါင်းဝင်းအလှတွေက ပေါ်လွင်နေခဲ့ပါတယ်ငါကောင်ဝင်လည်းအလှဆုံးပါနော်ငါပြမယ်ကြည့်နေဒီဟာလေးသူ့ခေါင်းဝင်းကန်ပြီးတော့လှည့်လိုက်ပါတယ်နေရာလုံးဟာခေါင်းဝင်းကန်ကလှည့်ပက်နေကြပါတယ် နှစ်ယောက်လုံးကယူးနေပြီလားတခါတလေယူးတာလည်းကောင်းတယ်ဒီလိုပြောရင်တူတူနဲ့ဆူဆူကလည်းလှည့်ပတ်နေပါတယ်၄ယောက်လုံးကပျော်ရွှင်နေကြပါတယ်တူတူရဲ့ဘလို့လုံးညာလဲငါကြတော့မယ်လေဒီလိုနဲ့ပဲ၄ယောက်လုံးကပျော်ပါပြီးလှည့်ပတ်နေကြပါတယ်တမီး၄ယောက်လုံးရဲ့ရည်တံတွေလည်းတိမ်လုံးကိုလွှမ်းခြုံနေပါတယ်ဒေါနီအိမ်မှာလေလေးတွေတိုက်နေပြီးတင်းရွတ်တွေလည်းကြာနေပါသေးတယ်။ဒေါနီကသမီးလေးယောက်ကိုပြုံးနေတာမြင်ပြီး ူလည်းပဲအရင်ကပြုံးနေပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။